ဟယ်လိုမင်္ဂလာပါဒီကတော့မုတ်ချွေစင်းနဲ့မုတ်ပဲဆုပ်လေးလုပ်ပြမယ်နော်ဒါလေးကတော့တယောက်စားစားပါနော်ဒါလေးကတော့နိုင်ငံခြားမှာရှိတဲ့လူတွေလွမ်းတဲ့လူတွေမြန်မာစားစားလွမ်းတဲ့လူတွေအတွက်ကိုယ်ရွယ်ပြီးတော့မှလုပ်ပြခြင်းဖြစ်ပါတယ်။ပဝင်ပစ္စည်းလေးတွေကတော့ဆန်မုတ်မင်းစားစုံခုနှစ်စုံကောင်းငင်းမုတ်မင်းစားစုံနှစ်စုံပဲပြုတ်ဒီသားနဲ့ရေစာဘူပါဝနာဖြစ်ပါတယ်။ဒါလေးတွေကိုဓမ္မအောင်ရောင်းနေမယ်။ မြန်မာပြည်ကလူမျိုးပေါ့နော်ရိုးရဆက်တိုင်မျိုးတော့ပြုတ်ပြီးတော့မှတော့ကိုကတော့နေမှာမဟုတ်ဘူးပေါ့နော်ကိုကအဲဒါလေးကိုတော့မိုက်ခရိုဝေ့ထဲမှာအပူပေးပြီးတော့မှနေပြတော့မှဖြစ်ပါတယ်နော်။ပါဝင်ပစ္စည်းလေးတွေတမအောင်နေပြီးမယ်ရေကတော့ဖြည်းဖြည်းချင်းထည့်ပြီးတော့မှနေပေးပါ။ရေတစ်ခါတည်းမထည့်လိုက်ပါနဲ့။အဲကောင်းမြင်းလေးကမပြော့မမာလေးနဲ့စီစီထုတ်ထုတ်ကလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကောင်းမြင်းပကံလေးကို plastic film လေးနဲ့ဖုံးပြီးတော့မှ microwave ထဲမှာအာအခုပေးပြမှာဖြစ်ပါတယ်နော်။ကဲအခုဆိုရင်မုတ်ကတော့ဒါဒီအဒီထားလို့ဆိုရင်မုတ်ကတော့ရပါပြီ။အဲ့ဒါကို clean flame လေးနဲ့ cover လုပ်ပါမယ်။ကလေးရှင်တော့ microwave ထဲမှာ30 second နှခါပေါ့เนาะ ဆိုတော့စကန်60တခါတည်းမလုပ်ပဲနဲ့30စကန်နှစ်ခါခွဲလို့ရတဲ့အကြောင်းရင်းကတော့အာသူကဝင်းသားတွေကိုကြည့်ရအောင်လို့နှစ်ခါခွဲလိုက်တာပေါ့နော်ခုဆိုရင်တော့ဘုတ်ကအရန်ကိုပူပြီးတော့မှအပေါ်ပိုင်းတော့ချက်တလောက်ကိုရှင်းနေရပြီပေါ့နော်အောက်ကတော့မချက်ဘူးပေါ့နော်အရန်ကိုပါတယ်အဲ့ဒီတော့ဘုတ်လေးကိုမနေခင်မှာစီလေး မင်းစာစုံတစ်စုံလောက်ထည့်ပေးလိုက်ပါထည့်ပြီးလို့ရှိရင်တော့ကိုကတော့ရမ်းကိုပူတဲ့အတွက်ငုတ်ကလေးကိုပါမုတ်လိမ့်နဲ့ဒလိမ့်တုံးလေးနဲ့ကိုကတော့ငုတ်ကလေးတွေတမအောင်နေပြီးတယ်ပေါ့နော်ဒီငုတ်ကလေးကပူတဲ့ချိန်မှာမနေလို့ရှိရင်လည်းမရပါဘူးအဲ့ဒါကြောင့်မလို့ကိုကတော့အခုဒလိမ့်မခံရအောင်ဒလိမ့်တုံးလေးနဲ့ဒီလိုလေးဖြီးပြီးတော့နေပေးလိုက်တယ် ပေါ့နော်နိုင်ငံခြားမှာဆိုတော့လည်းအားလုံးကတော့ easy way ကိုတုံးရတာပေါ့ကဲအခုဆိုလို့ရှိရင်မုတ်တာလေးတွေကိုညတာအောင်နေပြီလို့ရှိရင်တော့ဒန်ခံနိုင်တဲ့အနေထားဆိုရင်လက်ကလေးနဲ့အလိုလေးနေပြီးညပါပြီမုတ်လေးရပေါ်ပြီးတော့မှချောမှုလာတော့မြင်ရလို့ရှိရင်ညပါပြီကဲမုတ်လေးတမသွားပြီဆိုလို့ရှိရင်တော့ဘွားမုတ်မျိုးလုံးမှဖြစ်တဲ့အတွက်ဂျုံကိုနှစ်ပိုင်းပိုင်လိုက်ပါတယ်ဒါကတော့တစ်ပိုင်းကတော့ အာမုတ်ကျေစီအတွက်ပါဒီတပိုင်းလေးကတော့မုတ်ပဲစုပ်လို့မှဖြစ်တဲ့အတွက်ဒါဝင်စုပ်ပဲလေးထည့်ပြီးတော့မှတမအောင်နေပြီးမယ်နော်ကဲဘုတ်လေးတွေတမအောင်နေပြီးတဲ့အချိန်မှာတော့ဘုတ်လေးတွေကိုလုံးပြရမယ့်အချိန်နေထားဆိုလို့ရှိရင်တော့ ရပဲတဲ့ကောင်ကိုစိတ်ဝင်စားတဲ့အနေထားလို့ဆိုရင်မုတ်ကလေးတွေကိုလုံပေးလို့ရပါပြီ။ဟောလို့ငါလည်းလွယ်ပါတယ်။မုတ်ပဲဆိုဆိုတဲ့အတိုင်းပဲ။အာကိုနယ်ဘောနော်ဒီဟောအလုံးလေးကိုကိုရဲ့လက်ခွာလေးထဲမှာဝင်ဆန်တဲ့အရွယ်လောက်ကလေးတွေကိုလုံလုံပြောင်းမှလက်ကလေးနဲ့ညှိပေးလိုက်လို့ရှိရင်တော့မုတ်ပဲဆုပ်ကလေးဖြစ်သွားပါပြီ။ ကဲကိုအတွက်ကတော့ဒီတခုနောက်ကတဝက်ဆိုတဲ့ဘုံလုံးပါတော့ကိုကတော့၅ခုအရွယ်ထွက်သွားပါတယ်၅လုံးပါကိုကြိုက်တဲ့အနေထားလို့လို့ရပါတယ်ဒီအနေထားလေးရတော့ပေါင်းရတာလည်းလွယ်ပါတယ်နော်ဒီထက်ထူထွားလို့ရှိရင်လေဟုတ်တယ်ကပေါင်းနေရမှာကြာသွားမှာပါနော်ကဲအခုတော့မုတ်ကျွေးစီလေးပြမယ်မုတ်ကျွေးစီရလေအဲဆူရှိလေးနဲ့ အဲပစ္စည်းတွေနဲ့လည်းရတယ်ပေါ့နော်ခုမှတော့ဒီရဲလိမ့်တဲ့ဟာလေးကိုပေါ့စီမအရင်သိရှိနေတော့ပေါ့ဒါလေးကိုအသုံးပြုလိုက်ပါတယ်ချိုးချိုးလည်းခေါင်းပြင်းလောက်ကြတာပေါ့နော်ခေါင်းပြင်းအတင်းနဲ့လည်းအဆင်ပြေပါတယ်အဲတော့ book လေးကိုချောမသွားအောင်လုံးပြီးသွားပြီဆိုလို့ရှိရင်တော့ site တေးလေးတွေနဲ့အဲဒါကိုရဲရှာလေးပေါ်မှာကိုကလက်ကလေးနဲ့ဖိချပြန်မှလင်ခံလို့ရှိရင်တော့ ပုံစံစီလေးရပါပြီ။ဒီကိုစာချင်တဲ့ပုံစံအတိုင်းလုပ်လိုက်ပါ။အခုဆိုရင်မုတ်လေးတွေစပြီးတော့ပေါင်းလို့ရပါသည်။ပေါင်းမဲ့ဘေးထဲမှာပါနော်ဒီလိုမျိုးဖြာလေးမရှိလို့ရှိရင်လည်းပေါင်းမဲ့ဖြာမျိုးမရှိလို့ရှိရင်လည်းပေါ့နော်။ပုံလေးကိုစီလေးတုပ်ပြီးတော့မှဥပမာပဲထည့်ပေါင်းလို့ရပါတယ်။ဒီလိုရှိရင်တော့ဘာမှပေါင်းခဲ့ရင်စီလေးကိုတုပ်လိုက်ပါတယ်နော်။ ီတုပ်ပြီးလို့ရှိရင်တော့เนาะမဟုတ်ဘူး10မိနစ်က25မိနစ်ကိုပေါက်ပြီးလို့ရပါတယ်အဲခုချိန်ဒီလိုမျိုးလေးရတာဒီဒါဆက်ပြီးပေါက်ထွက်လာတော့မဟုတ်ဘူးတော့ဟုတ်ကိုခွေးရမစားဖြစ်ပေါက်လာတယ်ဒီလိုမျိုးပေါက်ပြီးတာဥစိန်မစားလို့ရပါဘူးပြန်စားရမယ်ဆိုလို့ရှိရင်တော့ခွေးရမပေးစုပ်လေးကိုကချင်ချင်းညှပ်ပြီးမယ်ပေါ့နော်ခုပြည်စီရတော့ညစီအောင်ဆိုတော့လေနော်အဲခုက ိလေးထုတ်ထုတ်ပြင်းနေတော်လေးစားလို့ခေါ်မယ်ပေါ့နော်ဒါတယောက်စာ portion လေးပေါ့နော်ခင်ဗျာပြန်လို့ရှိရင်နော်ညက်ပြီးသွားလို့ရှိရင်တော့နော်နန်ထောင်းလေးနဲ့ပုံကြီးလေးဖြူပြီးစားလို့ရပါပြီပေါ်တော့ပုံကြီးချိုက်တဲ့ပုံကြီးလေးပါထည့်လိုက်ပါတယ်နော်ခုဆိုရင်ဤဤနုနုညံ့ညံ့လေးဖြစ်တဲ့မုတ်ကြွေစည်းနဲ့ မဟုတ်ပဲစုပ်လေးစားလို့ရပါပြီဒါကတယောက်စားပဲဖြစ်တဲ့အတွက်အဝေးမှာရောက်နေတဲ့လူတွေကိုအဓိကထားပြီးလုပ်ပြခြင်းဖြစ်ပါတယ်เนาะ